hello အားလုံးပဲမိင်္ဂလာပါ United ရှူကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ကတော့ဒါပွဲနေပေါ့လေ Sunderland ကိုအိမ်ကွင်းမှာလက်ခံကစားရမယ်ကျွန်တော်ပွဲနေပါဒီမတိုင်ခင်မှာ David Rostein ကနေပြီးတော့နီးပြဖြစ်တဲ့ Ruben Amorim ရဲ့အနာဂတ်ဒီညာပွဲပေါ်မူတည်ပြီးတော့ဖြစ်လာနိုင်တာတွေနဲ့ပတ်သက်လို့သူပြောသွားတယ်အဲဒီထဲမှာသူ့အနေနဲ့ဒါ CBS Sport နေလာမသိဘူးဘာလို့ကျွန်တော်ဒါဒီ interview လုပ်ထားတာဆိုတော့ United မှာ Amorim ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့သူကတော့လက်ရှိချိန်မှာဗောနော် ဆန်နလန်ကိုရှုံးနိမ့်ခဲ့မယ်ဆိုလို့ရှင်တော်မှာမန်ချက်စတာယူနိုက်တက်အသင်းရဲ့ဘက်ကအမိုရင်ကိုထုတ်ပယ်ပါလိမ့်မယ်ဆိုပြီးတော့ယာနှုံးပြေးအာမခံချက်ရှိထားတာမျိုးတွေလုံးဝရှိမထားသေးဘူးပေါ့နော်အသင်းတာဝန်ရှိသူတွေသူတပင်းတော့ကျွန်တော်တို့ကစာဂျင်ရက်ကလစ်တို့ဘာတို့ကအားကစားကန်တာကိုယူနိုက်တက်မှာထိန်းချုပ်နေတာဖြစ်တဲ့အတွက်အမိုရင်တို့ဘာတို့ကိုကျွန်တော်တို့ကအမိုရင်ကိုပေါ့နော်နီးပြ sorry နီးပြအမိုရင်ကိုစာဂျင်ရက်ကလစ်တို့နော်ဂျေဆန်ဝဲကော့ခ်တို့အိုမာပါရာတာတို့ကလုံးဝအမှန်ကန်ယုံကြည်မှုအကြီးကြီးအများကြီးပေးပြီးတော့ ထပ်အပ်ထားတာဖြစ်တဲ့အတွက်ညီပြဖြစ်တဲ့ရူပင် MOD နဲ့ပတ်သက်လို့ပေါ့နော်ဒီလောက်ကာလာမျိုးနဲ့သူတို့ထုတ်သွားဖို့အတွက်ဘာမှန်ပေါ့နော်ကျွန်တော်သားဒီအစီအစဉ်ရှိမနေသေးဘူးပေါ့နော်အစီအစဉ်ရှိမနေသေးဘူးဒါအပြင် Gareth Southgate ကလည်း Manchester United ရဲ့ညီပြဆက်ရင်းထဲမှာပါမနေဘူးပေါ့အကယ်လို့များ MOD ကိုကျွန်တော်တို့ကထုတ်ပယ်ပြစ်ခင်မယ်ဆိုလို့ရှိရင်နော်လုံးဝဆိုလို Gareth Southgate နဲ့အစားထိုးမယ်ဟိဘာဟိဆိုတာမျိုးဖြစ်မနေသေးဘူးဆိုပြီးတော့ကျွန်တော်တို့က Austin ကကျွန်တော်ပြောထားတယ် ။ဒါဆိုတော့ United ကတော့ကျွန်တော်တို့က MOD ကိုဆက်ပြီးတော့ယုံကြည်နေစေပဲ။ကစားသမားတွေကလည်းကျွန်တော်ဒီတိုင်းပဲပေါ့ကစားသမားအများစုကတော့နီးပြဖြစ်တဲ့ Ruben Amorin ရဲ့ကျွန်တော်ဒီ campaign နီးပြဖြစ်တဲ့ Ruben Amorin အပေါ်မှာတွေဒါလုံးဝယုံကြည်မှုရှိနေစေပဲအဲကွင်းထဲမှာသူတို့တစ်ခါတလေဂိုးရီပါတွေပေးရမယ်ဆိုလို့ရှိရင် Amorin ဖြစ်စီခြင်းတယ်လို့ပေါ့နော် Amorin ပြင်ဆင်ထားသူတို့ထပ်ပြီးတော့မလုံနိုင်တာမျိုးတွေကလည်းဒါ Mantle ဘိုင်းတွေပါတွေနဲ့ပတ်သက်လို့ issue တခုဖြစ်နိုင်နေပြဿနာတွေဖြစ်နိုင်နေပေါ့ဗျာဒါကြောင့်ခြုံကြည့်ရရင် နီးပြဖြစ်တဲ့ရူဘင် အမ်မိုရင်ကိုဒီပွဲရှုံးနေခဲ့ရင် တောင်မှအသင်းတောင်ရှိသူတွေဘက်ကလုံးဝထုတ်သွားဖို့အတွက်စင်တာမရှိဘူးဆိုပြီးတော့ပြောထားတယ်။ဒါကဘလူးဘလူးလာမယ်ဘလူးလာမယ်ဆိုတာအမိုရင်ရဲ့ press conference ဒီမှာလည်းကျွန်တော်မနေ့ကလည်းကျွန်တော်ပြောတယ်ဒီနေ့မနေ့မှာဆိုလို့ရှိရင်လည်းထပ်ပြီးတော့ထွက်လာတဲ့အရာလေးတွေတချို့ရှိရဲ့ဗျာအဲ့ဒီထဲမှာဆိုလို့ရှိရင်လည်းသူတို့ကြားကြီးမဟုတ်ပါဘူးလို့သူဟာပြီးတယ်မလားဒီ system နဲ့ပတ်သက်လို့เนาะသူ့အနေနဲ့ဒါဟိုအလုံးမဖြစ်ဘူးလို့မယုံကြည်ဘူးပေါ့ဗျာဒါအပြင် ဟိုနိဗျာယာတို့ကပြုတ်မှာဝယ်တယ်သူစိတ်မပူဘူးပေါ့သူစိတ်ပူတာဒီနိုင်ပွဲတွေမရမနေတာပဲဒါကိုပဲသူစိတ်ပူတယ်ပေါ့ဗျာအလုပ်ပြုတ်မှာတွေပါတယ်သူစိတ်မပူဘူးပေါ့နော်ဆိုတော့နိုင်ပွဲမရမှာပဲသူစိတ်ပူနေတယ်ဆိုတဲ့အချက်လက်တွေကျွန်တော်ပြောထားတယ်ဒါပေမဲ့လည်းလို့ဗျာအလုံးမဖြစ်တဲ့အရာကြီးကိုဆက်ပြီးတော့သွားနေတယ်ဆိုလို့ရှိရင်နိုင်ပွဲရဖို့ကမျှော်လင့်လို့မရဘူးလေအဲ့ဒါမှနိုင်ပွဲရခြင်းနေဆိုရင်တကယ်အလုပ်ဖြစ်တဲ့အရာတခုကိုပြောင်းလဲမှကျွန်တော်ကနိုင်ပွဲကကျွန်တော်ရမှာအဲ့ဒီတော့အသင်းအနေနဲ့နိဗျာရူဘင်အမ်ဘိုရီနဲ့ပတ်သက်လို့ရှိရင်ယုံကြည်မှုတွေက လွန်ကဲမြန်လွန်လွန်ကဲကဲမြန်ဖြစ်နေသလားပေါ့နော်။ဘာလို့လဲဆိုတော့ Manchester United ဆိုတာက Sergeant Radcliffe တို့ဘာလို့မရောက်ခင်မှာကျွန်တော်တို့စိုးဝါလွန်လာပါပြီဆိုတော့ဒီဂလေးစားတို့ဘာလို့ရဲ့လက်အောက်မှာတော့မြညပြတယောက်ကကျွန်တော်တို့က1 2 4ကိုပုံမှန်ဝင်ခွင့်ရအောင်လုပ်မပေးနိုင်ဘူးဆိုကျွန်တော်တို့ကထုတ်တာ။ကျွန်တော်ကထုတ်တယ်ဒါပေမဲ့ MOD ရဲ့လက်အောက်ကြမှာအဆင့်30မှာလည်းအဆင့်ပြပါတယ်ကွာအချိန်ဆက်ပြပါအောင်အဆင့်25မှာလည်းအဆင့်ပြပါတယ်ကွာအချိန်ဆက်ပြပါအောင်ဆိုတော့ကန်နာမျိုးတွေကျွန်တော်ရောက်လာတာ ဒါဟာတော်တော်ကြီးကိုစူးစူးဝါးကြီးကြာဆင်းသွားတာလို့ကျွန်တော်ပြောလို့ရတယ်။ top 4မဝင်ရင်နော်မင်းကိုထုတ်မယ်နော်1 to 6လောက်မှမဝင်လို့ရှိရင်လက်ခံနိုင်စရာအခြေအနေတစ်ခုဖြစ်မမြင်ရဘူးဆိုပြီးတော့ every တန်ခါရဲ့လက်အောက်မှာထိကျွန်တော်တို့ကအဲ့ဒီလိုမျိုးခံယူထားတာအဲဒါပေမဲ့အခုလက်ရှိကြတော့ဗောနော်ကြည်ပါလာမင်းအဆင့်30လောက်ရောက်ရင်တော့မဆိုးပါဘူးသိတယ်မလားအဆင့်15မရောက်လို့ရှိရင်တော်ပါပြီကိုကဆိုတဲ့ပုံစံမျိုးတွေဖြစ်လာပြီအတော်ကြီးစိတ်ပူစရာပါဒီပိုင်ရှင်တွေလက်ရှိဒီဦးစီးနေတဲ့သူတွေရဲ့လက်အောက်မှာကလေးသားကိုကျွန်တော်တို့ကဆိုးလာပြီးထင်းနေတာအခုလက်ရှိအသင်းကိုအဆင့်15အထိ ဆွဲချထားတဲ့သူကိုတောင်မှယုံကြည်နေစေဖြစ်တယ်ပါညာဆိုတာမျိုးတွေကျွန်တော်ပြောထားတော့ဒီပိုင်းချင်းတွေဟာဒီဥဆောင်သူတွေဟာပူမြန်းစိုးနေသလားပေါ့အမျိုးကလေကျွန်တော်ရှိတယ်နော်ဆိုတော့ဒီနေရာမှာ Garrett Southgate မှမဟုတ်ဘူးတခြားဘယ်နီးပြားနဲ့ပဲဖြစ်ဖြစ် United ရဲ့ဘက်ကသတင်းထွက်လိုက်မယ်လို့ကျွန်တော်မထင်ပါဘူးနော်သတင်းထွက်လိုက်မယ်လို့မထင်ဘူးအဲ Garrett Southgate ကတော့လုံးဝအသင်းရဲ့ပေါ့နော်အစားထိုးစရာလူစင်းနေမှာမပါဘူးဆိုတာကတော့ကောင်းတဲ့အရာပေါ့လေဒီနေရာမှာ on stage ကထပ်ပြီးတော့ပြောထားတာကအဲလက်ရှိမှာတော့ပေါ့နော် Ammonin အပေါ်မှာ အသင်းတာဝန်ရှိသူတွေဘက်ကဘာဖိအားမှန်ပေးမထားသေးဘူးလက်ရှိအမိုရင်ကြုံနေရတဲ့ဖိအားဆိုတာသူ့ကိုယ်သူပြန်ပြီးတော့ပေးနေတဲ့ဖိအားတွေတော့ပဲရှိတာပေါ့တာဝန်ရှိသူတွေဘက်ကယုံကြည်ထားတယ်ပေါ့ဗျာအဲဒါပေမဲ့လည်းလို့ပေါ့နော်ဒီဘောလုံးလောကဆိုတာမျိုးကြီးကရလက်တီကပဲစကားပြောတာဖြစ်တဲ့အတွက်အမိုရင်နေနဲ့ရလက်တီကောင်းကောင်းရအောင်မြင်မြန်ပြန်ပြီးတော့လုံနိုင်ဖို့လိုပြီးဆိုပြီးတော့ပြောထားတယ်အဲဒါကျွန်တော်တို့ကြည့်မယ်ဆိုရင်နီးပြပြတဲ့လူပင်အမိုရင်အတွက်လည်းကျွန်တော်တို့အထုတ်ပယ်ဖို့မရှိဘူးဆိုတော့အလုတ်ဖြစ်ပါစေမျော်လင့်အောင်ငါလွှဲပြီးကျွန်တော်တို့ဘာမှမရှိတော့ဘူး င်းတာဝရှိသူတွေဘက်ကလည်း MOD ကိုယုံကြည်ထားတော့မယ်။ဒါတော့ဘာတွေဆက်ဖြစ်မလဲမသိဘူး။တေချာတာတခုကတော့ဆန်နလန်လူမျိုးလက်ရှိဒါကြောင့်ကောင်းနေတဲ့အတင်းကိုအနိုင်ရရှိဖို့ဆိုတာလည်းကျွန်တော်မလွယ်ဘူး။အိမ်ဝင် Ultra Bowl ဖြစ်ပါစေအောင်တော့အတင်းတွေကဘလူးမန်ကိုအချင်းကြီးကမကောင်းဘူး။ဒီရာဒီမှာနိုင်ထားတဲ့နှစ်ပွဲကိုကျွန်တော်ကြည့်တော့လေ Chelsea ကတယောက်ရောနေကျွန်တော်နိုင်ရခဲ့တာတွေနော် ပြီးလို့ရှိရင်ကျွန်တော်ဒါအဲဗာလဲဘန်လီကိုကျွန်တော်အနေနဲ့ကမောက်ကမားနဲ့နောက်ဆုံးပင်နေဒီနဲ့အနိုင်ရခဲ့တာတွေ ဒါတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုရှင်အသင်းဟာအချိန်ကြီးကောင်းတစ်ခုကိုပိုင်ဆိုင်နေတယ်လို့ကျွန်တော်ညင်ထားလို့ကျွန်တော်မရဘူး။ဒါကြောင့်လက်ရှိပေါ့နော်မန်ချက်စတာယူနိုက်တက်အနေနဲ့ဆန်ဒလန်ရဲ့ပွဲမှာရှုံနေခဲ့မယ်ဆိုရင်တော့မှရူဘင်အမ်ဘိုရင်ကိုထုတ်ပယ်ပါလိမ့်မယ်ဆိုပြီးတော့ယာနုံးပြေအာမခံထားခြင်းမရှိဘူးဆိုပြီးတော့ on stage ကတော့ကျွန်တော်ပြောထားတယ်။ဆိုတော့ဆက်ပြီးတော့ PR တွေပုံမလာဖို့အတွက်ဆိုရင်ကျွန်တော်တို့ရူဘင်အမ်ဘိုရင်နေနဲ့နိုင်ပွဲတွေရအောင်ယူပြနိုင်မှကျွန်တော်ရတော့မယ်။ဒီကလို့ရောဘလို့မင်းကြလဲဆွေးနွေးရပါအောင်အားလုံးကျေးဇူးများကြီးတင်ပါတယ်။